အားလုံးပဲမင်္ဂလာပါကွယ်ဒီချေကတော့စတ္တမရန်ပထဝီဝင်ဘာသာရက်ကိုတင် जा ပေးမယ်ဒီချေမှုပဲဖြစ်ပါတယ်သားတို့သမီးတို့ရေသားတို့သမီးတို့သင်ရမယ့်အခန်းသုံးမှာပဝင်းကျင်ဆိုင်ရာ ပထဝီဝင်အကြောင်းပဲဖြစ်ပါတယ်အခန်းသုံးရဲ့ပဝင်းကျင်ဆိုင်ရာပထဝီအကြောင်းကိုဒီချေသားတို့သမီးတို့ကိုပြောပြမယ်တဘာဝပဝင်းကျင်မှာပါဝင်တဲ့မြေဓူရေဓူ လေဒုနဲ့ဇီဝတုတို့ရဲ့အခြေခံသဘောတဘာဝအချင်းချင်းအပြန်လန်းဆက်နွယ်မိခိုးနေပုံကိုလေ့လာကြရမှာဖြစ်တယ်။ဟုတ်ပြီနော်။အဲ့တော့ဒီချဲဒီနေ့နော်အခန်း3ရဲ့သင်္ကားစာတက်မှာသူကပဝန်းကျင်ဆိုင်ရာပထဝီရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့နေပေအကြောင်းကိုတွားမှာဖြစ်တယ်။ဟုတ်ပြီနော်။အဲ့တော့သင်္ကားစာအနေနဲ့ပဝန်းကျင်ဆိုင်ရာပထဝီရဲ့သဘောတဘာဝတွေကိုလေ့လာကြရမယ်။ ပဝင်းကျင်ကိုတဘာဝပဝင်းကျင်နဲ့လူတို့ဖန်တီးထားတဲ့ပဝင်းကျင်ဆိုပြီးတော့နှမျိုးခွဲနိုင်တယ်ဆိုတဲ့အကြောင်းကိုဒီချေတို့ပြောမှာဖြစ်ပါတယ်။ဟုတ်ပြီနော်။အဲ့တော့ဒီချေဆက်ပြီးတော့ကြည့်ကြရအောင်။ပဝင်းကျင်ဆိုင်ရာပထဝီရဲ့အဓိပ္ပာယ်ဖွင့်ဆိုခြင်းနဲ့နေပယ်ကိုကြည့်ရအောင်။ပဝင်းကျင်ဆိုင်ရာပထဝီဆိုတာဘာလဲ။ကဘာကိုစုဖွဲ့ထားတဲ့မြေတုရှိမင်းရေတုရှိမင်း။လေတုနဲ့ဇီဝတုအဲ့အတွင်းမှာရှိတဲ့သက်ရှိတယ်။ လူတရိษံဘင်းနေပေါ့နော်အဲ့အကြာ အပြန်အလှန်ဆက်နွယ်မှုကိုလေ့လာခြင်းပဲဖြစ်တယ်ဟုတ်ပြီနော်ပဝင်းကျင်ကိုကြည့်တဲ့အခါမှာတဘာဝပဝင်းကျင်နဲ့လူတို့ပြုလုပ်ဖန်တီးထားတဲ့ပဝင်းကျင်ဆိုပြီးတော့နှမျိုးခွဲနိုင်တယ်တဘာဝပဝင်းကျင်ဆိုတာဘာလဲလူတို့ပြုလုပ်ဖန်တီးထားတာမဟုတ်ဘူးသူငကိုလျောက်ရှိနေတယ်ဟောဒီမှာကြည့်ပုံလေးတွေမှာလည်းတီချေလို့ပြထားတယ်တောင်ကုန်းနေရှိမယ်ကုန်းမြင့်နေရှိမယ်လွင်ပြင်နေရှိမယ်မြစ်ချောင်းနေအင်းအိုင်းနေပင်လေသမုတ်တရား နော်လူတို့ဖန်တီးထားတာဘာမှမရှိဘူးနော်တစ်တော်မြက်ခင်းသရဝါမျိုးစုံဒါရီယာသူ့တဘာဝလျောက်ဖြစ်နေတယ်တဘာဝပတ်ဝန်းကျင်တွေဖြစ်တယ်နော်လူတို့ဖန်တီးထားတာဘာတွေလဲဒီချေတို့သားတို့သမီးတို့နေကြတဲ့မြို့တွေရွာတွေဟောအိမ်ယာလန္ဒရာဒါရီကလူလူတွေပြုတ်လုပ်ဖန်တီးမှရတာစက်ယုံအလုတ်ယုံပန်းချန်ကြီးစိုက်ပျိုးမြေတွေ ဒါတွေအားလုံးကဆိုလို့ရှိရင်လူတို့ပြုလုပ်ဖန်တီးထားတဲ့ပတ်ဝန်းကျင်ဖြစ်တယ်။ဒါကြောင့်မလို့နှမျိုးခွဲခြားပြီးတော့လေးလာနိုင်တယ်လို့တီချေကပြောချင်ပါတယ်။အဲ့တော့ဆက်ပြီးတော့တီချေတို့ဒီပတ်ဝန်းကျင်ကိုဆက်ပြီးတော့ကြည့်ကြရအောင်။ဟုတ်ပြီနော်။အဲ့ဒီမှာတဘာဝပတ်ဝန်းကျင်မှာဒရဝါနဲ့အပင်တွေပါဝင်တဲ့သက်ရှိ biotest နဲ့မြေဓုရေဓုနဲ့၎င်းတို့ကို လွှမ်းခြုံရစ်ပတ်ထားတဲ့လေရုပါဝင်တဲ့သက်မဲ့ရာဝတ္ထုတွေ antibiotic ဆိုပြီးတော့နှစ်ပိုင်းခွဲနိုင်တာပေါ့နော်ဒါကြောင့်မလို့တဘာဝပတ်ဝန်းကျင်ကိုမြေရုနဲ့ပတ်ဝန်းကျင်ရေရုနဲ့ပတ်ဝန်းကျင်နောက်တစ်ခါလေရုနဲ့ပတ်ဝန်းကျင်ဇီဝတုနဲ့ပတ်ဝန်းကျင်ဆိုပြီးတော့တစ်ခါလေးပိုင်းခွဲနိုင်တယ်အဲ့ဒါကိုတီရှာတို့ဒီမှာပုံလေးနဲ့ရှင်းပြထားတယ်နော်နော်ပတ်ဝန်းကျင်တဲ့အလွှာလေးလွှာရဲ့ဆက်ဆက်ပုံကိုလည်းဒီချေတို့ဒီမှာဖော်ပြထားတယ်နော် တော့ဒါတို့တမီတို့လေးလာပါเนาะဆက်ပြီးတော့ဘာဖြစ်လဲဒါကိုဆက်ပြီးတော့တည်တည်ချာချာပုံနဲ့တကွလေးလာမယ်ဆိုလို့ရှိရင်နားလေသွားမှာဖြစ်တယ်ဟုတ်ပြီเนาะအကဲဒီမှာဒီချက်ခုပြောခဲ့တဲ့အထက်မှာအဓိကအချက်တွေကိုပြန်ပြီးကြည့်ရအောင်ဒီချက်တို့ဘာတွေအဓိကအချက်တွေကိုမှတ်မိသွားလဲကဘာပေါ်မှာရှိတဲ့တက်ရှိတွေတက်မဲ့တွေကြားမှာရှင်သာနေထိုင်တဲ့တက်ရှိတဲ့အကြာဆက်နွယ်မှုကိုလေးလာတာပဲဖြစ်တယ်เนาะပတ်ဝန်းကျင်သွေး ဟုတ်ပြီနော်တဘာဝပတ်ဝန်းကျင်အကြောင်းတဘာဝပတ်ဝန်းကျင်နဲ့လူတို့ဖန်တီးထားတဲ့ပတ်ဝန်းကျင်ဆိုပြီးတော့နှစ်မျိုးရှိတာကိုတီချက်ကုနာတို့ကရှင်းပြခဲ့ပြီနော်ဟုတ်ပြီနော်တဘာဝပတ်ဝန်းကျင်ကိုတက်ရှိနဲ့တက်မဲ့အရာတို့နဲ့ဖွဲ့စည်းထားတယ်အဲ့တော့တဘာဝပတ်ဝန်းကျင်ကိုအလွာလီလာနဲ့ပိုင်းခြားထားတယ်ဆိုတာကိုဒါတို့သမီးတို့ဒါအကြီးကအချက်တွေထဲမှာအားလုံးမှတ်မိသွားပြီလို့တီချက်ထင်တယ်အဲ့တော့တီချက်ဒီနေ့ပြောပြပေးတဲ့အကြောင်းအရာကဘာလဲ အခန်း၃ပဝင်းကျင်ဆိုင်ရာပထဝီရဲ့သင်္ကန်းစာ၁เนาะအဲ့သင်္ကန်းစာ၁မှာပဝင်းကျင်ဆိုင်ရာပထဝီရဲ့အတိတ်ပဲဖွင့်ဆိုချက်နဲ့ပဲအကြောင်းယာရီပဲဖြစ်တယ်။ဒါတို့တမီးတို့ဒီသင်္ကန်းစာလေးကိုနားလေသဘောပေါက်သွားကြမယ်လို့ဒီချက်မျှော်လင့်ပါတယ်။နောက်လာမယ့်သင်္ကန်းစာမှာဒီချက်မို့နဲ့ပြန်ပြီးတွေ့ကြမယ်เนาะ။